။အားလုံးသိကြတဲ့အတိုင်းပဲ7ရက်7လကိုရောက်ရှိလို့လာပါပြီ7ရက်7လဆိုတာဒီတနေ့လုံးမှာမှအရန်ကိုမှ စွမ်းအားကြည့်ရနေအရန်ကိုမှဘေးရင်ရရာတွေလုံမယ်ဆိုရင်အရန်ကိုမှ အစွမ်းထက်တဲ့နေ့ เนาะပြီးတော့နောက်တစ်ခုအရန်ရေးကြည့်ရတခုပြပြပါမယ်အဲ့ဒါဘာလဲဆိုရင်17ရက်17လမှာတကား6ခုပွင့်มาဖြစ်ပါတယ်ကြံနေလာနေနဲ့မတူဘဲနဲ့17ရက်17လမှာတကား6ခုပွင့်มาဖြစ်ပါတယ်မိမိရဲ့တကား6ခုကိုဆရာတို့17ရက်17လမှာဖွင့်ပေးမယ်ဆိုရင်17ရက်17လနေစပြီးတော့เนาะဆရာတို့တစ်နှစ်တာလုံးเนาะ ဘာအကျိုးကျေးဇူးတွေရမယ်ဆိုတာကိုဆရာကပြောပြပေးတော့မှာဖြစ်ပါတယ်ဆရာတို့အားလုံးပဲသိကြတဲ့အတိုင်းပဲအကုန်လုံးလည်းတင်နေကြပြီ၁၇ရက်၁၇လဘာဖြစ်တယ်ညာဖြစ်တယ်ဒါပေမဲ့ဆရာတို့ကမြန်မာလူမျိုးတွေဖြစ်တယ်မြန်မာဘေးရင်ဆရာဖြစ်တဲ့အတွက်ဆရာတို့မြန်မာလူမျိုးတွေရဲ့ဒလေထုံးစံအရာပဲဆရာတို့အရန်ဆွတ်တဲ့အရန်အစွမ်းထက်တဲ့ရေရာတွေနဲ့နမိတ်တွေနဲ့ကောင်းကြီးမင်္ဂလာတွေကိုဆရာတို့ရယူมาဖြစ်ပါတယ်ဆရာတို့၁၇ရက်၁၇လမှာတကား၆ခုပွင့်มาဖြစ်ပါတယ် အဲ့ဒီတကား6ခုဟာကိုဘဝမှာ အရန်အရေးကြီးတဲ့တကား6ခုဖြစ်ပါတယ်ဒီတကား6ခုကိုပွင့်ဖို့အတွက်ဘလို့တွေဖွင့်ရမယ်ဘလို့တွေပွင့်အောင် လုပ်ရမယ်ဆိုတာကိုဆရာ ပြောပြပေးသွားမှာဖြစ်ပါတယ်เนาะဆရာတို့17ရက်17လမှာเนาะအရန်အရေးကြီးတဲ့နေ့လည်းဖြစ်တယ်လွန်စွာမှထူးခြားတဲ့နေ့လည်းဖြစ်တယ်17ရက်17လမှာ17မိငိမ့်မဲ့လာလည်းဖြစ်တယ်ဒီလိုလာမျိုးမှာဒီလိုရတရားတွေပြုတ်လုပ်မယ်ဒီလိုနေမျိုးမှာဒီလိုအစီမံရတရားတွေပြုတ်လုပ်မယ် ဂံမီရယရိယာတွေပြုလုပ်မယ်ကုသိုလ်ပြုယရိယာတွေပြုလုပ်မယ်ဆိုရင်တနစ်တာလုံးကံကောင်းစီတယ်ငွေဝင်စီတယ်အတိုက်ခိုက်အနောက်ရှက်ကင်းစီတယ်စီးဝါတက်စီတယ်အလုတ်ကင်နေအစဉ်ပြေစီပါတယ်ကဲဆရာတို့တဒါဘာတကား6ခုပွင့်မလဲဆိုတာကိုဆရာ ပြောပြပါမယ်7ရက်7လမှာမိမိရဲ့ကံစားတာမိမိရဲ့ဘဝမှာတဒါတကား6ခုပေါ်နေပါတယ်အဲ့ဒီတကား6ခုကတော့ပထမဦးဆုံးကတော့လက်တကားဖြစ်ပါတယ်လက်တကားဖြစ်ပါတယ်เนาะ လက်တကောက်ကလက်ပွင့်လက်ရွှင်စီတဲ့တကားဖြစ်ပါတယ်ဒီလက်တကားပွင့်သွားပြီဆိုရင်မိမိကလက်ပွင့်လာမယ်လက်ရွှင်လာမယ်ငွေကြေးခက်ခဲတွေပြေးလဲလာမယ်ငွေဝင်ကျန်းလာမယ်ဖြစ်ပါတယ်ဒုတိယတကားကတော့ကန်တကားဖြစ်ပါတယ်ကန်တကားကိုဖွင့်ပေးရမှာဖြစ်ပါတယ်ကန်တကားပွင့်လာပြီဆိုရင်လူတစ်ယောက်ကကန်ကောင်းလာမယ်အញ្ញံအစိုးတွေပျောက်သွားမယ်ကံထူးကံကောင်းလာမယ်နော်ကံကောင်းခြင်းနဲ့မိမိထံကိုရောက်ရှိလာမယ်နော်ဘာပဲလုပ်လို့ကိုကကံဆိုးမှုတွေ ပပျောက်ပြီးတော့မှကိုဘာပဲလုံးလုံးကန်ကောင်းလာမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ငွေတကားဖြစ်ပါတယ်ငွေတကားဆိုတာကတော့ငွေတကားကိုမိမိကဖြွင့်ရမှာဖြစ်ပါတယ်ငွေတကားပွင့်သွားပြီဆိုရင်ငွေဝင်နေနေတဲ့သူတွေအကျွေးတွေများနေတဲ့သူတွေငွေမဝင်ဖြစ်နေတဲ့သူတွေကဘာတွေဖြစ်လာမလဲဆိုတော့ငွေတွေများများဝင်လာမယ်ငွေတွေအစူးလိုက်အပြုံလိုက်ဝင်လာမယ်အကျွေးတွေကြေးလာမယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်တိုးတက်လာမယ်ငွေဝင်ကျန်းလာမယ်ထီတွေချဲတွေပေါက်လာမယ် ကိုဘာပဲလုပ်လို့ငွေဝင်လာမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ပြောတာတကား၃ခုရှိသွားပါပြီနောက်တကားကတော့ရွှေတကားရွှေတကားဆိုတာကတော့မိမိထံကိုရွှေတွေငွေတွေစိမ့်တွေကြောက်တွေယရနာတွေကားတွေအိမ်ချမ်းမြေတိုက်ကားစတာတွေဝင်စေမဲ့တကားဖြစ်ပါတယ်နောက်တစ်ခုကတော့တိုက်တကားဖြစ်ပါတယ်တိုက်တကားကတော့ဘာလဲဆိုရင်ဒီ၁၇ရက်၁၇လမှာမိမိကတိုက်ကားလာသည်ပဲဖြစ်စေဒါမှမဟုတ်မိမိကဘယ်ဘဝလာသည်ပဲဖြစ်စေဘသူနဲ့အဆက်ဆက်ရှိသည်ပဲဖြစ်စေအဲ့လိုတကားပွင့်သွားတဲ့အတွက်ကိုယ်ကိုစောင့်ရှောက်တဲ့ နတ်ကောင်းနတ်မြတ်တွေကကိုယ့်ကိုကူညီမယ်တိုက်ကလာရဆိုလည်းတိုက်ကအဆောင်ရှောက်တွေကကူညီမယ်ကိုကကုသိုလ်ကောင်းမှုတွေလုပ်တဲ့လူဆိုရင်လည်းနတ်ကောင်းနတ်မြတ်တွေကကူညီမယ်ဒါမှမဟုတ်ကိုကအရင်ဘဝဘဝနေပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တဲ့ခါကျရင်ဒီဘဝမှာဆောင်ရှောက်တဲ့နတ်ကောင်းနတ်မြတ်တွေပုံကိုတွေကလည်းမိမိကိုဒီတိုက်တကားဖွင့်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဘဝတကားဖြစ်ပါတယ်ဘဝတကားဆိုတာတော့အချင်းရေးအိမ်တော်ရေးစီးပွားရေးလူမှုရေးပညာရေးကျမ်းမာရေးမျက်စမ်းပွင့်မျက် စမ်းပွင့်မျက်နှာပွင့်နဲ့ဒီအရာတွေအားလုံးကိုဖွင့်ပေးမဲ့ဘဝတကားဖြစ်ပါတယ်တချို့ဆိုရင်ဘဝအနေအမြင့်အတက်ကြတွေမတူကြဘူးတချို့ဆိုရင်ဘဝတွေကနေပါကြတယ်ဘဝတွေကအစစ်မပြေကြဘူးဘဝတွေကခါးသီးတယ်ဒီဘဝတကားကိုကိုကိုယ်တိုင်ဖွင့်လိုက်ပြီဆိုရင်အောင်မြင်ခြင်းဘက်ကိုရောက်ရှိလာပြီဘဝတွေကတိုးတက်လာမယ်ဘဝတွေကကောင်းလာမယ်မိမိရဲ့ဘဝဟာအောင်မြင်တိုးတက်ချမ်းသာတဲ့နမိတ်တွေကိုရရှိပြီးတော့မှအောင်မြင်တိုးတက်ချမ်းသာပြီးတော့မှဘဝအကောင်းစားတစ်ခုဘဝရဲ့ เนาะအစိုးဆုံးနေပပျောက်ပြီးတော့မှဘဝအကောင်းသားတစ်ခုဘဝရဲ့အခြေအနေအားလုံးကိုပြောင်းလဲပြစ်နိုင်မယ်เนาะမိမိရဲ့ကံစားတာကောင်းမွန်တဲ့ဘဝတစ်ခုကိုရောက်ရှိသွားမယ့်တကားကိုပွင့်မှာဖြစ်ပါတယ်အဲ့တော့ဒီတကား6ခုပွင့်မဲ့နေလို့ပြောလို့ရပါတယ်ဒီတကား6ခုမှာမိမိမှာရှိနေပြီဖြစ်ပါတယ်ဒီတကား6ခုပွင့်ဖို့အတွက်ပြုလုပ်ရမယ့်ရည်ရည်ရာရှိပါတယ်ဒီရည်ရည်ရာကိုပြုလုပ်ပြီးပြီဆိုတာနဲ့မိမိရဲ့တကား6ခုဟာပွင့်လာပြီးတော့ဆရာခုနာပြောတဲ့အရာတွေအားလုံး7ရက်7လနေစပြီးတော့အဆင်ပြေသွားပါလိမ့်မယ်เนาะဆရာတို့ ပထမအဦးဆုံးတစ်ချက်လက်တကားပွင့်ဖို့အတွက်ပေါ့နော်ဆရာတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုဆရာတို့ကတ်လူရမှာဖြစ်ပါတယ်ကတ်လူရမယ့်အချိန်ကတော့မနက်9:00နာရီကနေမနက်7:00နာရီခွဲတွင်ကတ်လို့ရပါတယ်တကယ်တမ်းပြုလုပ်ရမယ့်အချိန်ကတော့7:00နာရီ7မိနစ်မှာပြုလုပ်ရမှာဖြစ်ပါတယ်တကယ်လို့7:00နာရီ7မိနစ်မှာမလုံနိုင်တဲ့သူတွေကတော့မနက်9:00နာရီကနေမနက်7:00နာရီခွဲတွင်ကိုပြုလုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့နော်လက်တကားပွင့်ဖို့အတွက်ပေါ့နော်ဆရာတို့အဓိကပေါ့နော်ဘဝတကားပွင့်ဖို့အတွက် မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဘဝတကားပွင့်မှုအတွက်မိမိရဲ့ဘဝတကားပွင့်မှုအတွက်ဘဝတွေကောင်းဖို့အတွက် အကျော်၃မျိုးကတ်လူရမှာဖြစ်ပါတယ်။ဘာကျော်နေနေရပါတယ်။အကျော်၃ခုပဲဖြစ်ပါတယ်။ဆရာကတော့ဘာကတ်မလဲဆိုရင်ကြက်ဥကျော်ရဲ့ပြောင်းမှုကျော်ရဲ့ထမင်းကျော်ရဲ့၃မျိုးကတ်မှာဖြစ်ပါတယ်။မိမိကတော့မိမိကြိုက်တဲ့အကျော်ဖြစ်ပါတယ်။အရွက်ကျော်လည်းကတ်လူရရဲ့၃မျိုးကတ်လူရမှာဖြစ်ပါတယ်။ဆရာတိုက်တကားပေါ့နော်။မိမိရဲ့တိုက်တကားပွင့်ဖို့အတွက်ကနှင်းစီပန်း၃ွင့်အနီရောင်ကိုမြတ်စွာဘုရားကိုကတ်လူရမှာဖြစ်ပါတယ်။နော်။ ီးတော့ဆရာတို့ပေါ့နော်ရွှေတကားပွင့်ဖို့အတွက်ကတော့မြတ်စွာဘုရားကိုရွှေထီးကတ်လူတာဒါမှမဟုတ်ရွှေရွှေဆိုင်ကတ်လူတာဒါမှမဟုတ် နော်ရွှေသင်္ကန်းကတ်လူတာဒါမှမဟုတ်ရွှေရောင်ပါတဲ့ပစ္စည်းတွေကိုကတ်လူတာမျိုးတွေကိုပြုလုပ်လို့ရပါတယ်နောက်တစ်ခုကငွေတကားပွင့်ဖို့အတွက်မြတ်စွာဘုရားကို coffee ၃ွက်ကတ်လူရမှာဖြစ်ပါတယ်နော်ပြီးတော့ဆရာတို့ကန်တကားပွင့်ဖို့အတွက်ပေါ့နော်ကန်တကားမိမိရဲ့ကန်တကားပွင့်ဖို့အတွက်ပေါက်ပေါက်စုပ်လက်နဲ့ပေါ့နော်လက်နဲ့သုံးစုပ်စာပေါ့နော်သုံးစုပ်စာကတ်လူရမှာဖြစ်ပါတယ်ပေါက်ပေါက်စုပ် ကိုလက်နဲ့ပကံများတဲ့ဟုတ်ထည့်ပြီးတော့မြတ်စွာဘုရားကိုကတ်လူရမှာဖြစ်ပါတယ်เนาะပြီးရင်ဆရာတို့ပေါ့เนาะလက်တကားပေါ့เนาะလက်တကားပွင့်ဖို့အတွက်ကြတော့ဆရာတို့ဖျောင်းနိုင်၃နိုင်ကတ်လူရမှာဖြစ်ပါတယ်ဖျောင်းနိုင်၃နိုင်ကိုညာဘက်လက်လေးနဲ့ကင်မယ်တန်မုတ်တွေကလာကိုးကောက်ယူမယ်ဘယ်ဘက်လက်လေးနဲ့ပြန်ကင်မယ်၂၄ပစ္စည်းကိုးကောက်ယူမယ်ယူပြီးဆိုရင်မြတ်စွာဘုရားကိုကတ်လူရမှာဖြစ်ပါတယ်အဲ့တော့တကား၆ခုမိမိမှာတကား၆ခုရှိမယ်တကားအဲ့တော့မိမိမှာတကား6ခုရှိမယ်အဲ့ဒီတကား6ခုပွင့်ဖို့အတွက်ဆရာခုနပြောတဲ့ကုသိုလ်ကောင်းမှုတွေ ြုတ်လုလိုက်ပါเนาะမြတ်စွာဘုရားကိုစွန့်ကတ်တယ်ဆိုတာကုသိုလ်လည်းရစီတယ်ပြီးတော့စတိစတိရက်လေးမှာစတမီငိမ့်စီတယ်ပြီးတော့တကားဘဝတကား6ခုကိုလည်းမိမိကဖွင့်ပြီးသားဖြစ်တယ်အဲ့တော့အဲ့အရာကြီးလုလိုက်ပြီဆိုရင်မိမိကစတိရက်စတလနေစပြီးတော့ဘဝတက်စစ်ချိုးပြောင်းလဲသွားလိမ့်မယ်ဆိုတာကိုဆရာအာမခံပါရဲ့เนาะပြီးတော့ကိုယ့်ရဲ့အလုပ်တွေကိုလည်းတိုးချဲ့ရမယ်เนาะဟိုဝန်ထမ်းဆိုရင်လည်းကိုယ်ပိုင်စီးပွားရေးဖြစ်ဖြစ်အောင်လုပ်ရမယ်ကိုယ်ပိုင်စီးပွားရေးသမားဆိုရင်လည်းဆရာတို့လုပ်ငန်းရှင်ကြီးဖြစ်အောင်လုပ်ရမယ်ဒါတွေအားလုံးလုပ်ဖို့အတွက် เนาะဆရာတို့ကုသိုလ်ကောင်းမှုတွေလုပ်ဖို့လိုတယ်ကုသိုလ်ကောင်းမှုတွေလည်းလုပ်ရမယ်အလုပ်လည်းစူးစမ်းရမယ်ဒါမှကိုကအောင်မြင်တိုးတက်ပြီးတော့ချမ်းသာတဲ့ဘဝကိုရရှိမှာဖြစ်တယ်เนาะကိုကိုကကုသိုလ်ကောင်းမှုတွေများများလုပ်မှာပဲမိကောင်းဆွေကောင်းတွေရရှိမယ်เนาะအကြံဉာဏ်တစ်တွေပေါ်ပေါက်လာမယ်ကိုရဲ့ဘဝဟာလည်းတစ်စစ်ချိုးပြောင်းလဲလာမယ်เนาะအဲအားကြောင့်မလို့ဟိုအဓိကပြောချင်တာကတော့เนาะဒီ ဘာတင်နဲ့ညာတင်နဲ့ဆိုပါတဲ့ကုသိုလ်ကောင်းမှုတွေပဲအဓိကလုံးကြပါဆရာစီမာလည်းဆရာလည်းအခုကုသိုလ်ကောင်းမှုတွေပဲခုနှစ်ရသားသမီးကိုလှုပ်ခိုင်းပါတယ်အဲ့ဒါဒီဘွားမှာနေမဟုတ်ပါဘူးနောင်ဘွားအထိပါသွားမှာဖြစ်ပါတယ်ကဲအဲ့တော့ယရိယာလေးယရိယာလေးရောတကားလေးအားလုံးရောအကြောင်းပြောပြပြီးစတေးရစတလာအကြောင်းလည်းပြောပြသွားပြီဆိုတော့အရေးကြီးရာလေးပြောပါမယ်ဆရာပြိတ်တဲ့လေးကုန်လို့ဆရာတို့ဒီဗီဒီယိုလေး share ထားပေးပါများများလေး share ထားပေးပါနောက်တစ်ခုကဘာလဲဆိုရင် ဆရာရဲ့ဒီ TikTok account Facebook account တွေကိုလည်း like and follow လေးလုပ်ထားပေးဖို့ဆရာပြောချင်ပါတယ်အဲ့ဒါမှဆရာအမြဲတမ်းတင်ပြတဲ့ရည်ရာတွေကိုတွေးရမှာဖြစ်ပါတယ်ပြီးတော့ comment မှာလည်းမိမိရဲ့နေနံကိုရေးခဲ့ပါဆရာ7ရက်7လအတွက်เนาะဆရာဆူတောင်းပေးပါမယ်ပြီးတော့ဆရာစီမှာလည်း7ရက်7လအတွက်စတမီငိမ့်စေပြီးတော့ဘဝတစ်လျှောက်လုံးပွင့်စေမယ်တကား6ခုပွင့်စေမယ်တော6ချောင်းဆိုတဲ့ရည်ရာကိုဆရာစီမှာလာ